ချစ်တော်မိတ်ဆွေပေါင်းတို့မင်္ဂလာပါယခုလောမင်္ဂလာရှိတဲ့နေ့ရက်တင်မှာပြန်လဲပြီးတော့ချစ်တဲ့မိတ်ဆွေတို့နဲ့ပြန်လဲဆုံတွေ့ရတော့ခွင့်ကိုရတဲ့အတွက်ကြောင့်အထူးပဲဝမ်းသာပါတယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့မှာလည်းပဲနှုတ်ကပတ်တော်ကိုတင်တို့အတွက်ဖွင့်ပြခြင်းပါဖွင့်ပြခြင်းပါတယ်ဒီနေ့နှုတ်ကပတ်တော်ကတော့ဆိုလို့ရှိရင်တော့အပြစ်ကိုအောင်မြင်နိုင်ကြောင်းเนาะအပြစ်ကိုအောင်မြင်နိုင်ကြောင်းယနေ့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကဘလောက်ရည်ကြည်တယ်လဲเนาะအပြစ်ကိုအောင်မြင်နိုင်ကြောင်းကျွန်တော်ရဲ့အသက်တာကဆိုရှင် အပြစ်တရားရဲ့အခ သေခြင်းကိုရင်ဆိုင်ခဲ့ရပြီအပြစ်တရားအောက်မှာရှိနေတဲ့သူတွေဖြစ်တယ်။ဒါကြောင့်ဒီနေ့အပြစ်တရားအောက်မှာရှိနေတဲ့ကျွန်တော်ညီမတို့ကကိုယ်တိုင်မယုံနိုင်တဲ့အရာမှာခရစ်တော်ကိုယ်တိုင်ကကျွန်တော်တို့လာပြီးတော့ယုံပေးခဲ့တယ်ကျွန်တော်တို့ရွေးချယ်ပေးခဲ့တယ်။အဲဒီတော့ယနေ့ခရစ်တော်ပြုတ်ခဲ့သောအရာဟာဆိုရှင်ကျွန်တော်အားလုံးတို့ကယ်တင်ခြင်းစုကျေးဇူးကိုရရှိခဲ့တာဖြစ်တယ်။အဲဒါဒီနေ့ကျွန်တော်ညတက်တာမှာလည်းပဲအပြစ်ကိုအောင်းနိုင်ကြောင်းကျွန်တော်ဘယ်လိုကြွေးကြော်ကြမလဲ။ဒါရှင်ယာကုတ်ခန်းကြီး1ပိုင်းငယ်14မှာ ကျွန်တော်ပြန်လှည့်ပြီးတော့လေ့လာကြရအောင်နော်ဒါကျွန်တော်တို့ရဲ့တက်တောင်မလို့ချင်းကျွန်တော်တို့ဟာဖရာသခင်ရဲ့တကိုးတော်ကြောင့်အပြစ်ကိုအောင်နိုင်ကြောင်းကျွန်တော်သိရှိပြီးတဲ့အခါမှာမိမိရဲ့ယုံကြည်ခြင်းကိုကျွန်တော်ဘယ်လိုပြသကြမလဲနော်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာဖရာရဲ့တကိုးတော်ကြောင့်ငါအပြစ်ကိုအောင်နိုင်ပြီဟေးငါအောင်နိုင်တော်သူဖြစ်ပြီဆိုရင်ဒါဆိုရင်ချစ်တဲ့မိတ်ဆွေသင်ကိုယ်တိုင်ကအပြစ်ကိုအောင်နိုင်တဲ့သူဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်အောင်နိုင်တဲ့သူဘဝကိုရောက်သွားတဲ့အခါမှာ ကျွန်တော်တို့အကြိမ်ယုံကြည်ခြင်းကိုဘယ်လိုပြကြမလဲပြဖို့လိုလာပြီနော်တကယ်အောင်မြင်ချောင်းကိုတက်တည်တက်ကာရအထောက်ထားမှန်ကန်စွာနဲ့ပြဖို့လိုအပ်လာပြီအဲ့ဒီပြဖို့လိုတဲ့အချက်တွေကိုကျွန်တော်ဆက်လက်ပြီးဒီနေ့လေ့လာကြမယ်ဒါကြောင့်ယာကုတ်ရှင်ယာကုတ်ခန်းကြီးနှစ်ပိုင်းငယ်စလေးမှာတစုံတယောက်သောသူကငါသည်ယုံကြည်ခြင်းရှိဟုပြောတဲ့ရဲ့အချင်းကိုမချင်းဘဲနေလျင်အဘယ်ကျိုးရှိသနည်းထိုးယုံကြည်ခြင်းသည်ထိုးသူကိုကယ်တင်နိုင်သလားတဲ့ ကဲဒီမှာတမချမ်းသာမှာဆိုရှင်မေကွန်နှစ်ခုနဲ့မေထရာဖြစ်တယ်ချက်တမိတ်စေပေါင်းတို့အောင်နိုင်တော့သူဖြစ်ပြီဆိုရင်မိမိရဲ့ယုံကြည်ခြင်းကိုဘယ်လိုပြမလဲတကယ်အောင်နိုင်ကြောင့်တက်တည်ပြဖို့ရန်အတွက်အဓိကအောင်နိုင်တော့သူဖြစ်ဖို့ရန်အတွက်ဒီဓမ္မရာကုတ်ရှင်ရာကုတ်ခန်းကြီးနှစ်ပိုင်းငယ်စလေးမှာတစုံတယောက်တော့သူကငါသည်ယုံကြည်ခြင်းရှိ၏ဟုပြောလေရဲ့တဲ့အဖျားကိုယုံတယ်လေငါဒီဖျားကိုယုံလားဆိုယုံတယ်စိတ်လုံးကျွမ်းမဲ့နဲ့ယုံတယ်ဒီဖျားကိုကိုးစားတယ်ယုံကြည်တယ်ဒီဖျားရဲ့သားမီးဖြစ်တယ် ဒီအသင်းတော်ထဲမှာရှိတယ်ဟာဘုရားရဲ့ခရိယံပါလို့ပြောနေတဲ့သူတွေကအများကြီးပဲနော်ကဘာပေါ်မှာခရိယံကအများဆုံးပဲနော်အများဆုံးပဲဖြစ်တယ်အဲ့ဒီခရိယံတွေကအများကြီးထဲမှာယုံကြည်သူလို့လည်းပဲလူတွေကအမွန်တင်နေကြတယ်အဲ့ဒီယုံကြည်သူတွေထဲမှာမှာတကယ်ပဲဖျားကိုတကယ်ယုံကြည်ကြောင်းကျွန်တော်သက်တည်ပြသွားဖို့ရန်တွေ့သည်အလုံးမပင်ကြည်ကြည်တယ်ဒါကြောင့်တစုံတယောက်သောသူကငါသည်ယုံကြည်ခြင်းရှိဟုပြောလျက် အကျင့်ကိုမကျင့်ဘဲနေလညဘဲကြိုးကျေးစုရှိသနည်းတဲ့ကဲဒီမှာတော့မေကုံပထမမေကုံကတော့ဖျားကိုယုံတယ်ပြောပြီးတော့ဖျားစကားကိုနားမထောင်ဖျားလိုတော်ကိုမလိုက်လျှောက်ဘူးဖျားရဲ့ပညာတော်တွေကိုမဆောင်လျှောက်ဘူးဆိုရင်တဲ့အဲ့ဒီသူကအဘယ်ကြိုးရှိသလဲတဲ့နော်အဘယ်ကြိုးရှိသလဲယုံကြည်တယ်ပြောပြီးတော့မလိုက်လျှောက်ဘူးနားမထောင်ဘူးဆိုရင်ဘာအကျိုးရှိမှာလဲတဲ့ဒါမှမကဘဲနဲ့ ထိုးယုံကြည်ခြင်းသည်ထိုးသူကိုကယ်တင်နိုင်သလားတဲ့အဲ့လိုမျိုးယုံနယ်ပြောပြီးတော့မလိုက်လျှောက်တဲ့သူကိုအဲ့ဒီသူ့ရဲ့ယုံကြည်ခြင်းကအဲ့ဒီသူကိုကယ်တင်နိုင်သလားတဲ့အဲ့ဒီမိကုံတင်ကိုယ်တိုင်ပြန်ဖြေပါနော်ချစ်တဲ့မိတ်ဆွေကျွန်တော်ကိုယ်တိုင်နဲ့ကျွန်တော်ကိုယ်ကိုပြန်မေးနေတာဖြစ်တယ်။နော်။သင်ကယုံကြည်တယ်အကျင့်ကိုမကျင့်ဘဲနဲ့နေပြီးတော့ဘာအကျိုးရမလဲ။ပထမတစ်ချက်ကမိကုံးကဒုတိယချက်ကဆိုရှင် ထိုယုံကြည်ခြင်းသည်ထိုသူကိုကယ်တင်နိုင်တယ်လို့အဲ့လိုညုံမကျင့်ဘဲနဲ့ယုံတဲ့ယုံကြည်ခြင်းမျိုးကိုအဲ့ဒီလူကကယ်တင်နိုင်တယ်လို့တဲ့ကယ်တင်ခြင်းဆုကျေးဇူးရမလားတဲ့တကယ်ပဲအပြစ်ကိုအောင်နိုင်တဲ့သူ ဖြစ်ပြီလားတဲ့မိကုံမေးထားတာဖြစ်တယ်တိုင်းမကမနဲ့ရှင်ရကုတ်ခန်းကြီးနှစ်ပိုင်းငယ်15ကိုကြည့်တဲ့အခါမှာညရုပ်ကိုနောက်ညရကိုနှမတို့သည်အဝိချီးစီးရှိ၍နေတိုင်းစားရသောအစာမရှိသောအခါ သင်တို့တွင်သုံးတယောက်သောသူကငြိမ်ဝတ်စွာသွားတော့နှွေးကြလောဝါကြလောဟုပြောလျက်သူကိုကိုနှင့်တော်လျော်သောအသုံးဆောင်ကိုမပေးဘဲနေလျင်အဘယ်ကြိုးရှိသနည်းဒီမှာဘာပြောလဲဆိုတော့ကျွန်တော်အားလုံးကဖရာရဲ့သားသမီးတွေဖြစ်တယ်ဖရာရဲ့သားသမီးတွေကတယောက်နဲ့တယောက်ပေါ်မှာစာနာစိတ်မရှိဘူးကျင်နာစိတ်မရှိဘူးတနာစိတ်မရှိဘူးငဲညာစိတ်မရှိဘူးကျွန်တော်အားလုံးမျိုး အသက်ရှင်မယ်ဘုရားရဲ့လိုတော်တိုင်းမကျင့်ပဲနဲ့ကျွန်တော်ကိုယ်တိုင်ကတကူကောင်းဆန်တဲ့အသက်တာမျိုးနဲ့ယုံကြည်သူလို့ပြောပြီးတော့အဲ့လိုမျိုးကျွန်တော်နေမယ်ဆိုရင်တဲ့ဒီမှာပြောလဲအဘယ်အကျိုးရှိတယ်လဲနော်တမယာအဝိချီစီမရှိတာကိုတွေ့တယ်ဘေးရမှန်းလည်းမသိဘူးတမယာစာနာရိတ်ခါမရှိဘူးတွေ့တယ်ကုညီရမှန်းလည်းမသိဘူးတမယာဒုက္ခရောက်နေတယ်ကုညီရမှန်းမသိဘူးနော်အဲ့လိုမျိုးကျွန်တော်ရဲ့အသက်တာမှာ ဖခင်ရဲ့သားသမီးပါဆိုပြီးတော့ကျွန်တော်အားလုံးကလူတွေကိုလိလိရှုပြီးတော့ကျွန်တော်နေလိုက်မယ်ဆိုရင်တင့်နေတယ်ပါဗျာ။ဘာဂျေစုရှိမလဲ။ဘယ်အကျိုးရှိမလဲ။ဘာအကျိုးရှိမလဲ။နော်။ဒီနေ့ကျွန်တော်ကမေးခွန်းတွေပဲမေးထားတာဖြစ်တယ်ဒီကြမ်းကြက်လေးတွေက။နောက်ရှင်ရကုတ်ခိုင်းနှစ်ပိုင်းငယ်စက္ကွန်နှစ်ကိုဆက်လိုက်ပြီးတော့လိလာတဲ့ခါမှာထုံဤသူအကျင့်နဲ့ကင်းသောယုံကြည်ခြင်းသည်တပါးရှိသောကြောင့်အသေးဖြစ်၏။နော်။ဖခင်ကိုယုံတယ်ပြောပြတဲ့ကိုယ်တိုင်ကဘာမှလိုက်လို့ထားမရှိဘူး။ င်ကိုယ်တိုင်ကဘာမှလိုက်ပြီးတော့သူများကိုလည်းပဲပြုတ်မှုတာလည်းမရှိဘူးသွားပြီးတော့စောက်ရှောက်တာလည်းမရှိဘူးနော်အဲ့ဒီလိုမျိုးချင့်ကြံအားထုတ်မှုမရှိတော့ယုံကြည်ခြင်းဟာတပါးရှိတဲ့အတွက်ကြောင့်အသေးဖြစ်တယ်ယုံတော့ယုံတယ်လေဘုရားကိုယုံတယ်ဆုတောင်းမှဖြစ်တယ်ဘုရားကိုယုံတယ်ဘုရားကြောင်းသွားမှဖြစ်တယ်ဘုရားကိုယုံတယ်တခါတည်းတရားပွဲတွေသွားပြီးတော့နားထောင်မှဖြစ်တယ်ဒါပေမဲ့သင်ကိုယ်တိုင်ကဘာမှနော်လိုက်လျှောက်ချင့်ကြံခြင်းမပြုတ်ဘူးဆိုရင်တော့အဲ့ဒီယုံကြည်ခြင်းကအသေးဖြစ်တယ်နော် ဒါရှင်ရာကုတ်ခန်းကြီးနှစ်ပိုင်းငယ်18ကိုကြည့်တဲ့ခါမှာတနည်းကသင်သည်ယုံကြည်ခြင်းရှိငါသည်အကျင့်ရှိတို့ဖြစ်၍သင်သည်အကျင့်မပါဘဲသင်၏ယုံကြည်ခြင်းကိုပြတော့ငါမူကအကျင့်အားဖြင့်ငါ၏ယုံကြည်ခြင်းကိုပြမည်ဟုပြောเสียရှိ၏ဆိုပြီးတော့ယနေ့ကျွန်တော်ကြည့်လိုက်တဲ့ခါမှာတို့ရှင်အာကျွန်တော်ကဘုရားရဲ့သားသမီးဖြစ်ပြီးအပြစ်ကိုလည်းပဲအောင်နိုင်ကြကျွန်တော်မိမိရဲ့ယုံကြည်ခြင်းကိုဘလို့ပြမလဲဆိုတာကိုဒီနေ့ကျွန်တော် ကိုယ့်ရဲ့ယုံကြည်ခြင်းကိုကိုကိုယ်တိုင်ကထုတ်ဖော်ပြသပြီးတော့တကယ်ပဲငါကအပြစ်ကိုအောင်နိုင်တဲ့သူဖြစ်ပြီးတော့ဘုရားသခင်ဖြစ်ကြောင်းကိုကျွန်တော်ပြနိုင်ဖို့ရန်အတွက်ဒီနေ့ရှင်ယာကုတ်အခန်းကြီး1ကိုကျွန်တော်ကစင်ကျင်ခဲ့တာဖြစ်တယ်။ဒါရှင်နေ့ရှင်ယာကုတ်အခန်းကြီး1ကိုကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့အတွက်တကားတဲ့တကယ်ပဲစံထားရတဲ့ဘုရားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ကတွေ့ရမှာဖြစ်တယ်။အဲ့တော့ဒီနေ့ဒီနှုတ်ကပတ်တော်ကိုလေ့လာခြင်းအပြင်သင်ကအပြစ်ကိုအောင်နိုင်ပြီးတော့ဘုရားသခင်ရဲ့သားသမီး တကယ်ပဲမိမိရယုံကြည်သူဖြစ်ကြောင်းကိုယနေ့တက်တည်တက်ကာရပြနိုင်ဖို့ရတဲ့ဒီနေ့ကျွန်တော်ရတက်တာမှာဆိုရှင်ဒီနှုတ်ကပတ်တော်အဖြစ်ကျွန်တော်ရဘွားကိုကောင်းဆုံးနော်စင်ကြုံတရားနဲ့စင်ကျင်ပြီးတော့ဘုရားသခင်ရဲ့အလိုတော်ကဘာလဲဆိုတာသိရှိပြီးတော့ဘုရားတရားအသက်တာနဲ့အသက်ရှင်နိုင်တဲ့ဘုရားရဲ့သားသမီးရောက်တိုက်ဖြစ်ဖို့ရန်အတွက်ကျွန်တော်လည်းအားပေးလိုက်တာဖြစ်တယ်။နောက်ဒီနေ့ဒီကြမ်းကြက်လေးတွေကိုပြန်လှည့်ပြီးတော့ဖပြခြင်းနဲ့ပြန်လှည့်ပြီးတော့နှလုံးသွင်းကြရအောင်။ရှင်ရကုတ်ခိုင်းနှစ်ပိုင်းငယ်၁၄ တစုံတယောက်သောသူကငါသည်ယုံကြည်ခြင်းရှိ၏ဟုပြောလျက်အကျင့်ကို မကျင့်ဘဲနေလျင်အဘယ်ကျိုးကျေးဇူးရှိသနည်းထိုယုံကြည်ခြင်းသည် ထိုသူကိုကယ်နိုင်သလောရှင်ရကုတ်ခိုင်းနှင့်ပိုင်ငယ်15မှာညကိုမောင်နှမတို့သည်အဝိချီးစီရှိ၍နေတိုင်းစားရသောအစာမရှိသောအခါသင်တို့တွင်တစုံတယောက်သောသူကငြိမ်ဝတ်စွာသွားကြလောနှွေးကြလောဝါကြလောဟု ပြောလျက်သူတို့သူတို့ကိုနှင့် 到了要到啊！多少个没背背那个言啊？背啊！就是的呢。下个看你背个，你个背个是跟我记的干嘛？托你的话，今年更多融资钱的，把利息多交啊！对便宜。下个看你背个是是跟我记的干嘛？等你个等的融资钱是，哪里的暂时多偏远等的这么些呗？等一融资钱我变了。 ငါမူကအကျင့်အာဖြင့်ငါဤယုံကြည်ခြင်းကိုပြမည်ဟု ပြောเสียရှိ၏ဒီနေ့ဒီနှုတ်ကပတ်တော်အချက်ကလေး၄ချက်နော်ရှင်ရခုတ်ခန်းကြီးနှစ်ပိုင်းငယ်14 15 16 18နော်ဒီအချင်းရလေးကိုကျွန်တော်လေ့လာတဲ့အခါမှာကျွန်တော်ယုံကြည်သူများအနေနဲ့အပြစ်ကိုအောင်မြင်ပြီးမိမိရဲ့ယုံကြည်ခြင်းဟာဆိုရှင်တကယ်ပဲဖခင်သခင်ရဲ့သားသမီးတကယ်ပိတချောင်းကိုယနေ့ကျွန်တော်ကိုယ်တိုင်က ဒီနေ့ဒီတမချမ်းချက်လေးလေးချက်အားဖြင့်အကောင်းဆုံးပြန်လဲပြီးတော့မိမိကိုယ်ကိုပြန်လဲပြီးတော့မြင်ရအောင်ပြီးတော့ငါဘာလောက်ရမလဲဆိုတော့ပြန်လဲပြီးတော့သိရှိပြီးတော့ဘုရားသာသမီပိတာကြောင့်ကိုယနေ့လူရဲ့အလယ်မှာဘုန်းတော်ကိုထင်ရှားနိုင်တဲ့ဘုရားရဲ့သာသမီရောက်တိုင်းဖြစ်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုလိုက်ပါရစေ။ခြေတမိတ်ဆွေများအားလုံးကိုဘုရားကောင်းချီးချပေးပါစေ။